ဝါလာကင်းလို့တင်းကျွတ်ပြီးနောက်ပိုင်းအင်ချမ်းမီတိုက်ခန်းအယောင်းဝင်နဲ့အငါးစည်းကွက်ဟာအစမတန်မြင့်တက်နေတဲ့ဇင်းနှုံတွေကြောင့်အေးနေတယ်လို့အင်ချမ်းမီစည်းကွက်တွေကနေသိရပါဗျ။2025ခုနှစ်ထဲမှာလည်းဇင်းနှုံတွေကရပ်တန့်မသွားဘဲဆက်လက်မြင့်တက်နေပြီးရန်ကုန်မြို့ရင်းမြို့နယ်တွေကနေရာတွေထက်ဇင်းနှုံတက်တာတဲ့မြို့စုံလိုနေရာတွေကိုပို့ပြီးရှောက်ဖွေးငှားရမ်းလာတာတွေလည်းရှိတယ်လို့လိုင်စင်ရအင်ချမ်းမီအကျိုးဆောင်တူကပြောပါဗျ။ ဈေးရခုစမ်းကြောင်းပတ်ဆိုလို့ရှင်လမ်းတွင်းတွေကတော့၄လအောင်မှ၆သိန်းခေါ်တယ်။ဒီပြင်ဆင်မှုအနေထားနဲ့ဈေးရကွာပါတော့။နေရမြို့နဲ့အနေထားလည်းရှိသေးတယ်။အဲ့တော့အငှားသမားရမငှားနိုင်ကြတော့သူတို့မငှားတော့ကိုယ်ကြီးပွဲစားရတဲ့လှုပ်သိမ်းမှုဖြစ်တော့တချို့ကျတော့လည်းနေရကိုကျက်ရတယ်။ဒါပေမဲ့ဈေးကိုမကျက်တဲ့အခါကျတော့ဒီမြို့ရင်းနဲ့ဝေးရနေရာရရှာလာညားရပေါ့။တမိုင်းတောင်တကုန်းတာကိတာအဲ့လိုဗတ္တရာဈေးနဲ့နဲ့တန်တယ်လို့ပြောလို့ရတယ်။အဲ့လိုနေရာရရှာခိုင်းကြညားရ။ဒီလှိုင်းတာရရှိပီတာအင်းစိန်မှော့ပြီးဘတ်လည်းရှိတယ်။ဝေယောင်းသမားရဆိုတော့လည်းအခုကဘာဖြစ်နေလဲဆိုတော့ရှိရအခန်းထဲရောင် တော်တော်ဘူးနောက်တဲ့အခန်းကြီးမဝင်နိုင်ကြာနေရဘူးနော်ပြောရရင်မှန်းအပ်ခက်တယ်ဈေးကွက်တွေကလည်းအခန်းကြီးကြီးကအတက်ပဲရှိရအကြောင်းမရှိ2024ခုနှစ်အတွင်းကချင်ရှမ်းမြောက်စကိုင်းတိုင်းတို့အပါဝင်တိုင်းနယ်ပြည်နယ်တချို့မှာစစ်ပွဲတွေပုံမူပြင်းထန်ခဲ့တာကြောင့်ရန်ကုန်ကိုစစ်ပေးရှောင်တွေအများပြားပြောင်းရွှေ့လာတဲ့အတွက် match လ28ရက်ငလင်မလုတ်ခတ်ခင်အထိရန်ကုန်ရဲ့တိုက်ခန်းအယောင်းဝင်နဲ့အငားစည်းကွက်ကောင်းမွန်ခဲ့ပြီးမြေ အဲ့ဒီနောက်ပိုင်းမှာငလင်းမိုးကလာနဲ့အတူဈေးနှုန်းမြင့်တက်မှုတွေကြောင့်ဈေးကွက်အစ်ဆက်သွားတယ်လို့ရန်ကုန်ကအိမ်ချမ်းမြေအကျိုးဆောင်တွေကဆိုပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ပြောင်းလဲလာတဲ့ကုန်စည်နှုန်းနိုင်ငံခြားငွေကြေးဈေးကွက်အခြေအနေနဲ့ရွှေဈေးအခြေအနေတွေကြောင့်အိမ်ချမ်းမြေနဲ့တိုက်ခန်းဈေးနှုန်းတွေဟာအဆမတန်ပြောင်းလဲလာတယ်လို့ဝယ်ရောက်လုတ်ကင်နေသူပွဲစားတအူးကပြောပါတယ်။ အငါကောင်အယောင်ကောင် ရှိရကွာဒါပေမဲ့ရင်းနစ်ကလို့အယောင်ဝယ်ရမမတွက်ဘူးမနစ်ကဆိုလို့ရှိရင်တင်းကျုပ်ပြီးရတယ်အငါရောအဝယ်ရောတိုင်းမိတာလားအခုကကြတော့နိုင်ငံရေးအခြေအနေနဲ့တိုင်းပြည်ရလည်းမသိတဲ့အတိုင်းပဲဆက်စပ်ရရငွေချေးရမှစအခက်ခဲဖြစ်နေရဆိုတော့ကျိုးချက်သေးနေရဆိုတော့အငါလည်းမလိုက်ကြဘူးအဝယ်ဆိုလို့ရှိရင်လည်းသူကစဉ်းစားလာကြတယ် ဟိုဟာရှင်တွေကအဲ့လိုဖြစ်နေရန်ကုန်မှာနေထိုင်မှုစည်းအစမတန်ကြီးမြင့်လာတဲ့အတွက်တချို့ကလည်းစုပေါင်း၅ရက်နေထိုင်မှုပုံစံကိုပြုလုပ်လာကြပြီးတချို့တွေကလည်းတရက်တစ်ခါပေးချေရတဲ့အဆောင်လိုနေရာမျိုးကိုပုံမိုရွေးချယ်လာကြတာတွေလည်းရှိတယ်လို့ရွှေပြောင်းနေထိုင်လာသူတွေကလည်းဆိုပါတယ်အနာသိမ်းပြီးနောက်ပိုင်းကလေးကနိုင်ငံရေးစီးပွားရေးချွတ်ချုံကြမှုတွေကြောင့်အင်ချမ်းမြေဈေးနှုန်းတွေဇက်တိုက်မြင့်တက်လာနေပြီးဒီနှစ်2025အတွင်းမှာလည်းထပ်မံမြင့်တက်လာတယ်လို့သတင်းရရှိပါရတယ်။ လက်ရှိရန်ကုန်မြို့စင်ချေဖုံမြို့နယ်တွေဖြစ်တဲ့လှိုင်သာယာရွှေပြည်သာမြို့နယ်တို့ရဲ့မြို့စုံရက်ွက်တွေမှာအရင်ကပေ20ပေ60အကျယ်ရှိတဲ့ခြံတကွက်ကိုကြက်သိန်း100ဝန်းကျင်သာရှိခဲ့ပေမဲ့အခုအခါကြက်သိန်း300နဲ့အထက်ကိုဈေးတွေမြင့်တက်လာနေတယ်လို့သိရပါဗျ။တိုက်ခန်းစင်းတွေကတော့မြို့နယ်အပေါ်မူတည်ပြီးအနည်းဆုံးကြက်သိန်း900ဈေးပေါင်နေပြီးအမြင့်ဆုံးကြက်သိန်း1000နဲ့ချီရှိတယ်လို့လည်းသိရပါဗျ။ တိုက်ခန်းအငါးဈေးကွက်ဒီထဲမှာတော့အနည်းဆုံးကြက်၄သိန်းကနေရာနဲ့ချီဈေးပေါင်နေပြီးအဆောင်ငှားရမ်းခတွေကတော့ကြက်၃သိန်းကနေ၂သိန်းဝန်းကျင်လောက်ထိပေါက်ဈေးရှိတယ်လို့အိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းလုပ်ကင်သူတွေစီကသိရပါဗျာ။